မိခင်ဖြစ်သူရဲ့လမ်းပြပေးမှုတွေကြောင့်တရားရဲ့အေးချမ်းမှုပီတီကိုရရှိခဲ့ပြီးတရားပီးကန်ဒီမှာမျက်ရည်ချခဲ့ရတဲ့တရုတ်ဆောင်စုစုမောင်ရဲ့တမီးကြီးဂလိုရီမင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်စုစုမောင်ကတော့အနုပညာလောကမှာတရုတ်ဆောင်မင်းသမီးတယောက်အနေနဲ့ရပ်တည်ခဲ့တဲ့ဆိုပေမယ့်အင်အောင်ကြပြီးနောက်ပိုင်းမှာတော့ခင်မွန်တဲ့ရှိရာအမေရိကန်နိုင်ငံမှာတွားရောက်နေထိုင်ရင်တမီးလေးနှစ်ယောက်ကိုလည်းအနောက်နိုင်ငံမှာပဲမွေးဖွားပြီးကြီးပြင်းလာစေခဲ့တာဖြစ်ပါတယ် ရုတ်ဆောင်စစူမောင်ဟာအမင်းမြန်မာနိုင်ငံနဲ့ဝေးကွာတဲ့အရက်ဒေတာတစ်ခုဖြစ်ပြီးရင်ကျင်းမှုဘာသာတရားဘာမှမတူညီတဲ့နေရာမှာနေထိုင်နေရတဲ့ဆိုပေမဲ့တမီးနှယောက်ကိုလိမ္မာရေးကြရှိတဲ့တမီးလေးတွေဖြစ်အောင်ဘာသာရေးနဲ့ပတ်သက်ပြီးတော့လည်းအမြဲတမ်းတွင်တင်ဆုံးမလေးရှိသူတယောက်ဖြစ်ပါတယ်စစူးမောင်ဟာသူမကိုယ်တိုင်လည်းတဲအင်ခုတရားစခန်းတွေမှာဝိပဿနာတရားကိုအစွမ်းကုန်ကြိုးစားအထောက်နိုင်သူတယောက်ဖြစ်ပြီးတမီးလေးနှစ်ယောက်ကိုလည်းအောင်လန်းဆရာတော်ဖျားကြီးရဲ့လမ်းညွှန်မှုနဲ့ရာသလောက်တရားထိုင်ကကုသိုလ်ယူစေခဲ့တာဖြစ်ပါတယ် မချာခဏတရားထိုင်လေးရှိနေပြီဖြစ်တဲ့စုစုမောင်ရဲ့သမီးကြီးဂလိုရီကအခုဆိုရင်တော့မိခင်နဲ့အတူအချင်းကြကြတရားထိုင်နိုင်သူတယောက်ဖြစ်လာပြီးအခုတစ်ခေါက်တရားစခန်းမှာဆိုရင်တော့နှစ်နာရီကြကြတရားထိုင်နိုင်ခဲ့တယ်လို့ချိုးလာခဲ့ပါတယ် ဝိပဿနာတရားကိုရှုမှတ်ပွားများရင်နှစ်နာရီကြာတရားထိုင်ခဲ့ပြီးမှတော့ဇွဇွမောင်ရဲ့တမီးအကြီးလေးဂလိုရီကတရားဖြုတ်ခံနေမှာ မျက်ရည်တွေပူပူပေါက်ပေါက်ကြာလာခဲ့တာကြောင့်ဇွဇွမောင်ကတရားဖြုတ်ချိန်မှာဘလို့ခံစားရလဲလို့မေးကြည့်တဲ့အခါဂလိုရီလေးက happy ဖြစ်တာပါလို့ပြန်ဖြေခဲ့တာပဲဖြစ်ပါတယ်ဇွဇွမောင်ကဂလိုရီလေးရဲ့တရားပီတီမျက်ရည် အောင်လန်ဆရာတော်ဖျားကြီးရဲ့လမ်းညွှန်မှုဖြင့်တိုက်ခွဲ30နှစ်သဲရင်ကိုဝိပဿနာဌာနချုပ် USA မှာကျင်းပတဲ့ယောဂီတိ၄ရက်အထိတ်ထန်တရားစခန်းမှာဝင်ရောက်ကျင့်ကြံခဲ့တဲ့တမီးလေးကလိုဝီရဲ့ဓမ္မပီတိအမှတ်တမ်းများဖြစ်ပါတယ်ကလိုရီလေးကတရားထိုင်ကြချိန်နှစ်နာရီကြာပြီးကန်ဒီမှာမျက်ရည်လေးတွေပါပြင်မှာစီးကျနေတာတွေ့လို့တရားဖြုတ်ပြီးတဲ့အချိန်တမီးလေးကိုဘာလို့မျက်ရည်ကျနေတာလဲလို့မေးကြည့်တော့သူ့ရဲ့စိတ်ထဲမှာ happy ဖြစ်နေလို့လို့ဖြေပါတယ် ပီတီကိုသူမပြောတတ်ပေမဲ့တရားရဲ့ပီတီကိုသမီးလေးခန်းစားလိုက်ရတာပါ။တာထုတာထုတာထုပါဂလိုရီလေးရေဒီထက်မကကြိုးစားအထောက်နိုင်ပြီးဒီဘဝမှာတရားထုတရားမြတ်ရပါစေလို့မမဆုတောင်းပေးပါတယ်ဟုဆိုကတရုတ်ဆောင်စုစုမောင်က သမီးလေးဂလိုရီရဲ့တရားကျင့်ကြံအထောက်နေတဲ့ပုံရိပ်လေးတွေနဲ့တကွာပြည်သက်ကြီးကိုမျှဝေလာခဲ့တာဖြစ်ပါတယ်။ ဆူဆူမောင်ရဲ့တမိရဲလေးဖြစ်တဲ့အဲလစ်ဆန်ကတော့အမားဖြစ်သူကလိုဝီလိုအကြာကြီးတရားမထိုင်နိုင်သေးဘူးဆိုပေမဲ့ခနာတက်ဖြုတ်ထိုင်လိုက်တရားစခန်းကဖက်နယ်လေးတွေသူ့နေရာတကြပြန်စီပေးတဲ့ကုသိုလ်ကိုယူလိုက်နေတရားစခန်းမှာမိသားစုတွေအထူးတကားကုသိုလ်ယူခဲ့ကြတယ်လို့သိရပါတယ်တရုတ်ဆောင်စစူမောင်ကတော့မဟာပလင်ကိုအနာရီပေါင်းများစွာဇက်တိုက်ထိုင်နိုင်သူတယောက်အဖြစ်ဝိပဿနာလမ်းစဉ်အတွက်အကောင်းဆုံးရှောင်းလန်းနိုင်သူတယောက်ဖြစ်ကြောင်းပရိသတ်တွေအားလုံးကလည်းသိထားပြီးသားပဲဖြစ်မှာပါ အနောက်နိုင်ငံမှာနေထိုင်ကြပေမဲ့တရားအသိရှိပြီးရင်ကျေးလိမ်မာကြတဲ့စုစုမောင်တို့မိသားစုလေးကိုကြည့်ပြီးပြည်သက်တွေလည်းပီတိအပျော်တွေကူးဆက်သွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။